မယ်ဆိုတဲ့လူကလည်းပေါ်မနေဘူးလားအဲ့ဒါမျိုးမတရားမှုတွေဖြစ်လေလေဒုက္ခတွေကရောက်လေလေပဲငကော400လောက်ရှိတယ်ဘလောက်တိတက်သွား600လောက်တိတက်သွားတယ်ဒါမျိုးတွေဖြစ်ကုန်မလားအေးအဲ့ဒါမျိုးတွေဖြစ်ကြတဲ့အတွက်ကြောင့်လေသွားပြီးတော့ဈေးတွေပါတယ်သုံးသန်းကြီးလူတွေလာပြောတာတော့ဟုတ်မဟုတ်တော့မသိဘူးအဲ့တိုင်ပြောတယ်ကွာနော်အဲ့ဒါကြောင့်မို့လောဘဆိုတာအတိုင်းတားလေးမရှိသင့်ဘူးလားအေးရှိသင့်တယ်နော်ကြောင့်မို့လာဘ လက်လာပါရမ်းလာတဲ့အချိန်လေးပဲဝမ်းမြောက်ဝမ်းသာနေလို့ရပါတကယ်လို့အလာပါလက်လာပါမရတော့ဘူးဆိုတဲ့အချိန်ဆင်းရဲဒုက္ခတွေးတဲ့အချိန်မှလည်းပဲကိုကတတ္တိရှိရှိရင်ဆိုင်မှုရရေးမကြည့်ဘူးလားရေးကြည့်တယ်ရတော့လည်းပဲကိုကရအောင်ယူတတ်ရမယ်ဒါပေမဲ့ဒီလိုရမ်းလာတဲ့အပေါ်မှာတော့သိပ်ပြီးတော့ตาရာပြီးတော့မတ်မောပြီးတော့နေသင့်ရလားမနေသင့်ဘူးရတော့မှ စုထားမရတဲ့အချိန်ကျတော့ဖာဖို့ထေးဖို့ရမလုပ်သင့်ဘူးလား အဲ့ဒါကြောင့်မို့လောက လူသားဖြစ်ရင်ဒါမျိုးပစ္စည်းဥစ္စာရမှုနဲ့လည်းကြုံတတ်တယ်မရမှုနဲ့လည်းမကြုံတတ်ဘူးလားကြုံတတ်တယ်အဲ့ဒါလာပါအလာပါနောက်တကယတအယတယသောအယသောမရှိဘူးလားယသောအယသောဆိုမြန်မာလိုပါပြောဟမ်အချွေရန်ရှိခြင်းမရှိခြင်းနဲ့ဗါတယ်လေအေးလူတွေကအတိုင်းဝိုင်းလေးရှိနေရင်တော့အတိုင်းဝိုင်းရဲ့ မန်လေးနဲ့အတိုင်းဝိုင်းရဲ့အားလေးနဲ့လောကမှာမာနထောင်တတ်သလားမထောင်တတ်ဘူးလားထောင်တတ်တယ်အချွေရန်အတိုင်းဝိုင်းလေးရှိနေလို့ရှိရင်မန်လေးနဲ့ငါမဓာမျိုးရှိတယ်ဘယ်ကောင်မှငါလောက်တော့ဓာမျိုးအတိုင်းဝိုင်းနဲ့တောက်မှာမဟုတ်ဘူးငါကတော့ဘလူးပီးတာငါကတော့ဘလူးကတ်ထားတာဆိုပြီးတော့အတိုင်းဝိုင်းအင်အားနဲ့တို့မာမာနတက်နေတာမျိုးလေးတွေဖြစ်တတ်တယ်ဖြစ်တတ်သလားမဖြစ်တတ်ဘူးလားဖြစ်တတ်တယ်အဲ့ဒါမျိုးမဖြစ်ရဘူးတဲ့ အတိုင်းဝိုင်းရှိရင်လည်းပဲကိုယ့်ရဲ့အတိုင်းဝိုင်းရှိတော့မှအဲကိုကိုယ်တိုင်ပြောပြောရှင်းရှင်းနဲ့နေလို့ရဒါပေမဲ့စိတ်ဓာတ်ကပြောင်းတင်ရလားစိတ်ဓာတ်ကမပြောင်းနဲ့ဘာလို့တော့ဆိုရင်အလားအယတနဲ့ကြုံရင်အတိုင်းဝိုင်းမရှိတော့ဘူးပဲလို့ဆိုရင်စိတ်ဓာတ်ကဓမျိုးဖြစ်မကုန်လားဖြစ်ကုန်တယ်အတိုင်းဝိုင်းလည်းမရှိရောမနေတတ်မထိုင်တတ်အဲ့ဒါမျိုးဖြစ်တတ်တယ်အဲ့ဒါကြောင့်ယတနဲ့ပဲတွေ့တွေ့အာယတနဲ့ပဲတွေ့တွေ့ဒါဟာလောကသဘာဝပဲလို့မတွက်တင်ဘူးလား တွက်တဲ့နေအဲ့ဒါလောကရံဘယ်နှပါးပြီးသွားလဲနှစ်ပါးဘာတွေလဲပြောရင်လာဝအာအလာပါယတာအယတာနောက်တစ်ခုကနေန္ဒပတန္ဒနေန္ဒဆိုတာဘာလဲပြောရင်ကဲ့ရတာတဲ့နေန္ဒကဘာတယ်လဲပတန္ဒကြတော့ချီးမွမ်းတာလောကလူတွေရဲ့ပုံစံတွေကိုလိုက်ပြီးတော့ကြည့်ရင်ဒီတရားနှစ်ပါးလဲဘယ်သူမှမလွတ်နိုင်လွတ်နိုင်ရလား ဟောကြီးမွန်းစရာကြည့်ရင်လူတွေကလိမ့်ပြီးတော့ကြီးမွန်းတယ်ကဲ့ရဲ့စရာရှိရင်လည်းပဲအေးရစရာမရှိအောင်ကဲ့ရဲ့တာရှိတယ်မရှိဘူးလားရှိတယ်အေးလူအချင်းချင်းအဆင်ပြေနေလို့ရှင်တော့အကောင်းနေကြည့်တယ်ပြောတယ်တကယ်လို့အဆင်မပြေတော့ဘူးဆိုလို့ရှင်လူကဘာဖြစ်သွားလဲမကောင်းတာတွေကြည့်တဲ့ကဲ့ရဲ့တဲ့စကားတွေကြည့်တဲ့ပဲတယောက်စီတယောက်ဖောက်တဲ့သွားချဖောက်တဲ့သွားချနဲ့ဒါမျိုးတွေမဖြစ်ဘူးလားဖြစ်တယ်အဲ့ဒါမျိုးတွေ လောက လူသားမှမဟုတ်ဘူးလူသားဖြစ်နေတဲ့ခုံကြီးတွေလည်းမတွေ့တယ်ဘူးလားတွေ့တတ်တယ်ခုဥစဉ်တို့ခုံကြီးဖြစ်တဲ့ပုဂ္ဂိုလ်လည်းအဲ့ဓာမျိုး နေနာပတန်တမရှိဘူးလားဥစဉ်တို့ကတော့ပုံမှန်ပဲတွက်ထားလိုက်တယ်အရေးကြီးတာဘာလဲပြောရင်ကိုယ်စိတ်ကမှန်နေဖို့ဒီအရေးကြီးတယ်ဘာအရေးကြီးလဲကိုယ်စိတ်ကမှန်နေဖို့ဒီအရေးကြီးတယ်သူများကချီးမွမ်းလိုက်မြောက်သွားမယ်ဆိုတဲ့လူသည်ကိုယ်ကိုကဲ့ရတာနဲ့ကြုံရင်မနေတတ် မထိုင်တတ်ဖြစ်မသွားဘူးလား ဖြစ်သွားတယ်။ဦးဇင်းတို့ဒီအပိုင်းမှာလည်းခဏခဏဂျုံရနော်။တရားရကမနဲ့ဆက်ဆံတဲ့အပိုင်းလည်းဂျုံရအချင်းချင်းလည်းပဲမဂျုံပါဘူးလား။ဂျုံရတယ်။လူရဲ့သဘာဝတည်းကောင်းတာလေးကိုချီးမွမ်းဖို့တည်းမကောင်းတာလေးကိုကိုပြီးတော့ကဲ့ရဲ့ရှုံးချပုံမလုတ်တတ်ဘူးလား။လုတ်တတ်တယ်။အဲဒါကြောင့်လောကလူသားတော်တော်များများပြီ။လောကထဲမှာဘလို့ကျင့်သုံးနေကြလဲလို့ပြောတော့ရင်းကောင်းလို့ကျင့်သုံးနေကြတာပဲ။ဘာလို့ကျင့်သုံးနေတာလဲ။ ရင်ကောင်လေးတွေရဲ့သဘောတဘာဝကြည့်ကြည့်ပေါ့လူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အုံစရာနေရာတွေအများကြီးလူရဲ့ခန္ဓာကိုယ်မှာတက်တက်ရဲ့ရဲ့လှုပ်ထားတဲ့နှမ်းမှာရင်ကောင်ကအုံရဲ့လားဘယ်နေရာတွေအုံတတ်လဲအညစ်အကြေးရှိတဲ့နေရာတွေပဲအုံတာဘယ်ပဲအုံတတ်လဲအညစ်အကြေးရှိတဲ့နေရာတွေပဲလိုက်ပြီးတော့ကြည့်ပြီးတော့အုံတတ်တယ်အဲ့ဒါဘာရဲ့သဘာဝလဲရင်ကောင်ရဲ့သဘာဝလူရဲ့စိတ်ဓာတ်ကအောက်တန်းကြရင် လူတယောက်မှချီးမွမ်းစရာတွေအများကြီးရှိမရှိဘူးလားအကုန်လုံးဆိုးနေတဲ့လူဆိုတာတော့ရှားပါတယ်ဟုတ်လားသူ့နေရာနဲ့သူချီးမွမ်းစရာနေရာလေးတွေမရှိဘူးလားအဲ့ဒီချီးမွမ်းစရာနေရာလေးတွေကိုချီးမွမ်းလို့ရတယ်ဒါပေမဲ့လူရဲ့တဘာဝကရင်ကောင်းလို့ပဲအပြစ်ဖယ်လိုက်ပြီးတော့ရှားပြီးတော့အုံတယ်လို့ပဲလူရဲ့စိတ်ကမကောင်းတာတွေကိုကညွတ်နေပြီဟဲ့လို့ဆိုရင်လူတယောက်ကိုအပြစ်ကြည့်တယ်လိုက်မကြည့်ဘူးလား ကြည့်တယ်အဲ့ဒါရှေ့ကခေါင်းဆောင်ရင်လဲဆောင်ပြန်ပြီရှေ့ကလှုပ်ပြန်ရင်လဲလှုပ်ပြန်ပြီနောက်က လိုက်လာပြန်ရင်လဲလိုက်လာပြန်ပြီရှေ့ကြော်တက်လဲတက်ပြန်ပြီနဲ့အဲ့ဒါမျိုးမဖြစ်တတ်ဘူးလားဖြစ်တတ်တယ်အဲ့ဒါကြောင့်ဒီလောကရန်ဒီလည်းပဲခုံကြီးလည်းပဲကြုံမာပဲလူသားလည်းပဲကြုံမာပဲလောကလူသားမှန်ရင်မကြုံတတ်ဘူးလားဒါပေမဲ့ထဲ့တွက်ဖို့လိုရလား ဘာရေးကြည့်ဆိုကိုယ်စိတ်ကမှန်နေဖို့ရာရေးကြည့်တယ်။ဘာရေးကြည့်လဲ။မှန်နေဖို့ရာရေးကြည့်တယ်။အဲ့ဒါလောကရန်ဘယ်နှချက်ရှိသွားပြီလဲ။၃ချက်ပါ။ဘယ်နှတွဲရှိသွားပြီလဲ။၃တွဲဆိုတော့ဘယ်နှခုလဲ။၆ခုရှိသွားပြီ။နောက်ဆုံးကဘာနဲ့လို့ဆိုရင်ဒုက္ခံဒုက္ခံနဲ့ဘာလဲလဲ။ဒုက္ခံဒုက္ခံဆိုတာကဒုက္ခက ချမ်းသာတာဒုက္ခကဆင်းရဲတာနော်။ဒုက္ခကချမ်းသာတယ် လောကတဲ့ကလူသားဖြစ်တဲ့ပုဂ္ဂိုလ်ဒီချမ်းသာနဲ့တွေ့ကြုံရတဲ့အခါတွေလည်းမရှိဘူးလားဆင်းရဲနဲ့တွေ့ကြုံရတဲ့အခါတွေလည်းမရှိဘူးလားရှိတယ်ဒါပေမဲ့လူရဲ့စိတ်ကတော့ဘာပဲရကြင်လဲချမ်းသာကိုပဲရကြင်လဲဒုက္ခလေးနဲ့ကြုံလာပြီလို့ဆိုရင်မနေတတ်မထိုင်တတ်ဖြစ်မသွားဘူးလားဖြစ်သွားတယ်အဲ့ဒါကြောင့်မို့လောကမှာ လိုက်ပြီးတော့ကြည်ရင်ချမ်းသာမှုဆိုတာလည်းပဲလူတိုင်းမကြုံတတ်ဘူးလား ဂျုံတက်တယ်အနည်းနဲ့အများပဲညံများရင်းနှီးထားတဲ့ပုဂ္ဂိုလ်ကညံများအမျက်များများရလို့ရတဲ့အချိန်မှာချမ်းချမ်းသာသာနဲ့နေရတာဒီမရှိဘူးလားအေးသူတို့လည်းပဲအဆင်မပြေဖြစ်တဲ့အခါကျတော့ဩဒုက္ခနဲ့ဂျုံရတယ်ဒီလိုဆိုတော့လောကထဲမှာနေတဲ့ပုဂ္ဂိုလ်မှန်သမျှဒီအကောင်းလောကရန်ကြီးတဲ့ဂျုံရင်လို့ဖြစ်ပါမလားမဖြစ်ဘူးဟောလက်လာပါလဲပဲရခြင်းနဲ့အချမ်းရံကြတော့လဲပဲ ်အပေါ်ခြင်းနဲ့နောက်တစ်ခုကချီးမွမ်းမှုကြတော့လေငါခံခြင်းနဲ့နောက်တစ်ခုကချမ်းသာမှုကြတော့လေရခြင်းနဲ့ဒီ၄မျိုးသာရခြင်းပြီးတော့ဟိုဘက်က၄မျိုးကိုကြတော့လူတွေကကြုံခြင်းညရလားမကြုံခြင်းမှုကြုံလာရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်တည်မနေတတ်မထိုင်တတ်မဖြစ်ဘူးလားအေးအဲ့ဒါတရားနာရခြင်းဒီအဲ့ဒါပဲဟုတ်လားနော်တရားနာရခြင်းဒီအဲ့ဒါပဲဆိုတာဒုက္ခရှိရင်ဒုက္ခရှိမှာပဲမရှိမလဲ ုက္ခရှိရင်ဒုက္ခရှိမယ်ဒီဘက်ကချီးမွမ်းမှုရှိရင်ဟိုဘက်ကဘာရှိနိုင်လဲကဲရဲမှုရှိနိုင်တယ်လက်လာဘရရှိမှုရရှိရင်ဟိုဘက်ကဘာရှိနိုင်လဲလက်လာဘမရမှုလည်းပဲမရှိနိုင်ဘူးလားရှိနိုင်တယ်ဒီဘက်ကအတိုင်းဝိုင်းရှိတာရှိရင်ဟိုဘက်ကအတိုင်းဝိုင်းမရှိမှုဆိုတာလည်းဖြစ်မလာနိုင်ဘူးလားဖြစ်လာနိုင်တယ်အဲ့ဒါကြောင့်မို့လောကလူသားဖြစ်တဲ့ပုဂ္ဂိုလ်ဒီဘယ်သူမှလောကရံနဲ့ကင်းနိုင်ရလား ဒါပေမဲ့လောကရံနဲ့ကြုံလာပြီဟဲ့လို့ဆိုရင်တော့ဘာရှာရက်တလဲလို့ပြောရင် အာကိုရှာရက်တယ်ဘာရှာရက်လဲအာကိုရှာရက်တယ်လောကလူသားကအာကိုရှာဘုရားပြောတဲ့အာကိုရာတွေကဓမျိုးလောကကအာကိုရှာတာကဓမျိုးဓမျိုးမဖြစ်တတ်ဘူးလားဘုရားရှင်ကိုယ်တော်မြတ်ကတော့အာကိုရာ ရှာဆိုလို့ရှိရင် အာကိုဆိုတော့ဘာတွေကိုအာကိုခိုင်းလဲအာ ဘုရားကိုအားကိုးပါတရားကိုအားကိုးပါသံဃာကိုအားကိုးပါဘာကိုအားကိုးမလဲကံကိုအားကိုးပါကံရဲ့အကျိုးတရားကိုအားကိုးပါဘာ၄အားကိုးမလဲဘယ်နှမျိုးလဲဆိုရင်၅မျိုးဘာ၄အားကိုးမလဲဘုရားတရားသံဃာကံကံရဲ့အကျိုးတရားအဲ့ဒီ၅မျိုးသာကြာကြာနန္ဒအားကိုးပါနော်အဲ့လို့ဆိုဒီနမ်းမလဲပဲအားကိုးအားကိုးဆိုတဲ့အပိုင်းမှာ ဖရာကိုအာကိုဆိုတော့ဖရာရှင်မှသွားသွားပြီးဆူတောင်းရမှာလားလို့မေးเสียချင်နော်ဖရာကိုဆူတောင်းရုံနဲ့တည်းကိုကဆူတောင်းပြည့်နိုင်ရဲ့လားမပြည့်နိုင်ဘူးဆိုတာသေချာမှတ်ရနော်ဆူတောင်းတယ်ဆူတောင်းတယ်ဆိုတာကစိတ်တဲ့ကြန့်ခိုင်အောင်လုပ်တာမဟုတ်တာလေစိတ်တဲ့ကြန့်ခိုင်အောင်လုပ်တာအေးကျောင်းသားဖြစ်တဲ့ပုဂ္ဂိုလ်ကဆယ်တန်းစာမို့ပဲအောင်းညင်တယ်ဆိုလို့ရှိရင်ဖရာသွားပြီးဆူတောင်းလို့မရဘူးလားရတယ်ဖရာကနေပေးရလား မပြီးဘူးဘာတော့ပြီးတော့ပြောရင်ဟောစိတ်သက်ကြန့်ခိုင်လာအောင်ကြတော့မပြီးဘူးလားပြီးတယ်အဲ့ဒါကြောင့်ဆူတောင်းတယ်ဆူတောင်းတယ်ဆိုတော့ဆူတောင်းယုံနဲ့တော့ရလားမရဘူးဆူတောင်းခြင်းဒီဘာဖြစ်အောင်လုပ်တာလဲစိတ်သက်ကြန့်ခိုင်အောင်လုပ်တာဘာဖြစ်အောင်လုပ်လဲစိတ်သက်ကြန့်ခိုင်အောင်လုပ်တာပါစိတ်သက်ကြန့်ခိုင်အောင်လုပ်ကြတာအဲ့ဒါကြောင့်မို့ဘုရားစီမှာတွားပြီးတော့ရှ िख ိုးတယ်ဟဲ့လို့ဆိုလို့ရှိရင်လည်းပဲဘုရားရှင်ကိုရောင်မြတ်ရဲ့မျက်နှာတော်ကိုတရားကြည့်ပြီးတော့ ကြကြနာနာဩအာယုန်နေပြုတ်ပြီးတော့ဒီဂုံတွေနဲ့ကိုပြည့်စုံတာပဲအရဟံဆိုတဲ့ဂုံတော်နဲ့ပြည့်စုံတယ်တမ္မန်တမောရောဆိုတဲ့ဂုံတော်နဲ့ပြည့်စုံတယ်ဆိုပြီးတော့စိတ်တက်လေကြည်သွားအောင် ရှ िख ိုးရဘယ်လိုရှ िख ိုးရမလဲစိတ်တက်လေကြည်သွားအောင်ရှ िख ိုးရဘလို့မလို့ပါဘူးလဲပြောရင်ဖះကိုးကွယ်တဲ့အပိုင်းမှာလည်းပဲဖះကိုးကွယ်တဲ့ပုဂ္ဂိုလ်ဒီအဆောင်သဘောမျိုးနဲ့မကိုးကွယ်ရဘူးဘလို့မကိုးကွယ်ရဘူးလဲအဆောင်သဘောမျိုးနဲ့မကိုးကွယ်ရအဆောင်သဘောမျိုးနဲ့ကိုးကွယ်တာတွေရှိသလားမရှိဘူးလား ဘုရားသွားပြီးတော့ပူဇော်တော့မယ်ဟဲ့လို့ဆိုရင်အသားရွေးတာမရှိဘူးလားရှိပါတယ်ဘာဘာသားတွေရွေးတယ်လဲဘာသားလဲဆိုတော့ကိုယ့်ရဲ့နေနံနဲ့ကြိုက်တဲ့အသားတွေမရွေးဘူးလားရွေးပါတယ်ရွေးတယ်ဘာလို့ရွေးလဲအဲအဲ့ဒါကြောင့်ရွေးတာဟုတ်လားကြီးပွားခြင်းလို့ချမ်းသာခြင်းလို့မလုပ်ဘူးလားလုပ်တယ်အဲ့ဒါကိုယ့်ရဲ့နေနံနဲ့ကြိုက်ပြီးတော့အသားသွားပြီးတော့ရွေးတယ်နောက်ဖျားရွေးတယ်နော်ဖျားရွေးတာလည်းမရှိဘူးလား ရှိတယ်။ကဲဘုရားတွေပွင့်သွားတာအခုဘယ်နှစုရှိသွားလဲ။ယေစုပါ။ယေစုဘာရှိလဲ။ကာကုတန်ရဲ့ဘောနာကုံရဲ့ကတ္တပရဲ့ဘောရမရဲ့၄စုမရှိဘူးလား။ရှိပါလေ။ဒီ၄စုထဲမှာဘယ်ဘုရားပို့ပြီးတော့စွန့်လဲ။ဘယ်ဘုရားပို့စွန့်လဲ။ဘောရမ။ဘောရမဘောရမဘုရားကအတူတူပဲဟုတ်လားနော်။မတူဘူးလား။ဟိုမှားအောင်လို့လိုက်တာဟုတ်လားနော်။ အေးအဲ့ဒါဘုရားချင်းကအတူတူပဲကာကုတံလည်းပဲဒီဂုံတော်နဲ့ပဲနော်ကာကုတံခေါနာဂုံလည်းပဲဒီဂုံတော်နဲ့ပဲကတ္တပလည်းဒီဂုံတော်နဲ့ပဲဃောရမလည်းပဲဒီဂုံတော်နဲ့ပဲအဲ့ဒါတချို့ကဘုရားသွားပြီးတော့အိမ်မှာပူဇော်တော့မယ်ဟဲ့လို့ဆိုရင်ကိုယ့်ရဲ့နေနံဘုရားရဲ့နေနံဟောအသားနေနံလိုက်ရွေးတာမရှိဘူးလားအဲ့ကလေးကလမ်းကတော့လွဲနေလွဲဘူးလား အဲ့ဒါကြောင့်မို့ဖရားကိုကိုးကွယ်တဲ့အပိုင်းမှာအဆောင်အနေနဲ့ကိုးကွယ်သိရင်လားမသိပါဘူးအဆောင်အနေနဲ့မကိုးကွယ်နဲ့အဆောင်အနေနဲ့ကိုးကွယ်တဲ့ပုဂ္ဂိုလ်ဒီအဲ့ဒါဖရားကိုတကယ်ကြည်ညိုတာဟုတ်ရဲ့လားမဟုတ်ဘူးဖရားမှန်သမျှဒီဂုံတော်အတူတူမရှိဘူးလားမရှိပါဘူးဂုံတော်တွေအတူတူပဲနောက်တခါတရားနော်တရားကိုကိုကအားကိုးတဲ့အပိုင်းမှာလည်းပဲတရားကိုဘယ်လိုအားကိုးရမလဲပြောရင်တရားတော်ကို လေ့လာမယ်လေ့လာပြီးတော့ကိုကိုယ်တိုင်ကျင့်သုံးမယ်ဘယ်လိုလုပ်ရမလဲ တရားတော်ကိုလေ့လာလေ့လာပြီးတော့ကိုယ်ကိုယ်တိုင်ကျင့်သုံးတယ်တချို့ကကြတော့တရားတော်နဲ့ပတ်သက်ပြီးတော့ဂါထာလေးတွေရတာတာရှိတယ်ဟုတ်လားတန်ဖိုးတွေတော့မရဘူးလားတန်ဖိုးတွေရလားကဲဆိုကြည့်ပါဦးဗါတယ်တန်ဖိုးတွေတန်ဖိုးတွေ က်ကွအန်နေရကင်းအောင်လို့စူပေါင်းရုပ်ခိုင်းလိုက်တာဟုတ်လားနော်ဒီလောက်လူစုကိုလွယ်ရဲ့လားမဟုတ်ပါဘူးအင်းဒါအပိုင်းအခွင့်ရေးယူချလိုက်တာဟုတ်လားအဲ့ဒါရက်ကွအန်နေရကင်းတော့အောင်လို့နော်အေးအဲ့ဒါကိုကဒီလိုရွတ်တယ်ဆိုလို့ရှိရင်ဒါကပုံမှန်ဒီတိုင်းလေးရွတ်တာနော်ဒီတိုင်းလေးပဲရွတ်ရမယ်ရှေ့ကအပူဆာလာတွေနောက်ကအပူဆာလာတွေအမီးတွေမတက်ရနော်ဘာတွေမတက်ရဘူးလဲအမီးတွေမတက်ရဘူးရှေ့ကလည်းမတက်ရဘူးနောက်ကလည်းမတက်ရဘူး ဟောတချို့ကဂုံတော်လေးပွားနေရင်ပုံမှန်ပဲဗုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိဒါမျိုးလေးဆိုတာလေးတွေမရှိဘူးလားယူယူလေးလှုပ်ပါယူယူလေးလှုပ်ရင်အဲ့ဒါအကျိုးပေးမယ်တချို့ကအဲ့လိုမဟုတ်ဘဲနဲ့ကိုကရွတ်ချိုက်တာအုံဗုဒ္ဓံတရဏံဂိသာမိအုံဓမ္မံတရဏံဂိသာမိအုံသံဃံတရဏံဂိသာမိသွားဟာဟောနောက်ဆုံးကြပါလိမ့်ထဲသွားဟာဘယ်သွားခိုင်းတာ သွားဟာတော့နောက်ကထည့်လိုက်သေးတယ်နော်။အုံဗုဒ္ဓံတရဏံကိစ္ဆာမိသွားဟာအုံဓမ္မံတရဏံကိစ္ဆာမိသွားဟာအုံသံဃံတရဏံကိစ္ဆာမိသွားဟာဘာတွေသွားခိုင်းတယ်။ဘာတွေသွားခိုင်းတယ်။အေးအဲ့ဒါမျိုးတွေဖြစ်တယ်ဖယားဟောတယ်တဲ့မဲ့သွားဟာပါလား။ဘဇူကအမိတက်ပေးထားမှမသိဘူးနော်အဲ့ဒါရှေ့ကကြည့်လိုက်တော့လည်းပဲအုံဗုဒ္ဓံတရဏံကိစ္ဆာမိတယ်ဖះစားရမယ်အုံဗုဒ္ဓံတရဏံကိစ္ဆာမိရှိလားရှိပါဘူးခင်ဗျာ ဘသူဆင်အဲ့ဒါလေးအုံလေးဘသူတက်ပြီလေအေးအဲ့ဒါတွေကကိုကလိုက်ပြီးတော့ကြာကြာနာနာစီစစ်ရမယ်ဟုတ်လားဘုရဘာသာတွေရွတ်တာတော့မှန်နေရွတ်နေပြီမဲ့အကျိုးအပြည့်ဝမရတာဒီဘယ်ဘာသာက အကျိုးပေးရမှမသိဘူးနော်